ဤသူတွေရဲ့ဆန္ဒကိုဘယ်သူတွေကတကယ်ပဲတံပိုးထားတယ်လဲဤသူတွေရဲ့အတံကိုဘယ်သူတွေကတကယ်ပဲနားထောင်တယ်လဲဆိုတာဤသူတွေအနေနဲ့တည်တည်ချာချာလေ့လာကြပါအဲ့ဒီလိုလေ့လာပြီးမှဘယ်သူတွေဟာတကယ်ဤသူတွေကိုတံပိုးထားတယ်လဲဆိုတဲ့အဖြစ်ကိုသိမှဖြစ်ပါတယ် ပြည်သူရဲ့ဆန္ဒကိုလျှို့ရှုတယ်။ပြည်သူရဲ့အတန်ကိုနားမထောင်ဘူးဆိုရင်အဓိပ္ပာယ်ကတော့ပြည်သူကိုတံပိုးမထားဘူးဆိုတဲ့အဓိပ္ပာယ်ရောက်ပါလိမ့်မယ်။ပြည်သူကိုတံပိုးမထားတဲ့ပုဂ္ဂိုလ်များအဖွဲ့အစည်းများဟာပြည်သူအစိုးရလို့ဆိုတဲ့ဒီမိုကရေစီအစိုးရကိုဘယ်လိုလုပ်ထူထောင်ပေးနိုင်မှာလဲဆိုတာအများကိုစဉ်းစားပြီးရောင်ဝေးကွာအောင်စီစရာတရားဆန်းရေကား ဂါဒါမန်မန်ပေးလိုက်ယုံခဏအကြာဓမ္မတာတာစေဘလူတို့ဒူးဒူးဒူးတဆက်ဆက်တုံးကောင်းလိုက်လားကိုတိုင်းကျော်ရေဟုတ်ပါကိုတူးကျော်ရေကိုပူးလေးလားဗျာကိုတိုင်းကျော်ရေကိုပြီကျော်လားဗျာကိုတိုင်းကျော်ရေအဲ့တော့ဒီခုံးနောက်တွေကကောင်းစုခုံးနောက်မဟုတ်ကြပြားလေးဗျာ ဆရာမောင်မိုးပွင့်ရည်ကြီးရဲ့ဒေါက်တာတေဇာဆန်းရဲ့ရဲဘော်တွေကိုဂုံပြုတ်ပြီးတော့စစ်မိတ်ဆာစစ်ဘလူးတွေရဲ့အရှိုက်ကိုတက်တက်ထိုးတဲ့ကလောင်သွာထက်ထက်ပါပဲအဲ့တော့ဒါလေးကိုကျွန်တော်ကခေါနောက်လူဆရာရဲ့ကြပြာကိုခေါနောက်လူလေးတီးဆိုတာကိုပြန်လည်နားဆင်ကြည့်ပါခင်ဗျာဘေးဘရာဝေးကွာရအောင်စီဆရာတေဇာဆန်းရဲ့ကာရာမန်မန်ပြီးလိုက်ယုံ ခဏအကြာဓမြတာတာစေဘလူတို့ဒူးဒူးဒူးတဆက်ဆက်တုံးအတန်တိတ်တပိရတဲ့မောက်မေယုံဈေးလူဆုံးကြီးညာမောင်ဖို့အမျိုးတခိုးမူမမန်တော့ဖို့အမျိုးတခိုးမူမမန်တော့လူပလံပိမ့်ပိမ့်လောက်တော့ ခမရကြောက်ရပါကြောင်းကြောက်ရပါကြောင်းကြောက်ရပါကြောင်းကဲအဲ့တော့ဒါတော့ကျွန်တော်တို့ချစ်ခင်မြတ်နူလေးစားတဲ့ဆရာဒေါက်တာတေဇာဆန်းနဲ့ရဲဘော်တွေဟလာကျွန်တော်တို့မန်လေးမြို့ဈေးကြိုထဲမှာဆန္ဒထုတ်ဖော်တဲ့တပြည်လုံးအတန်တိတ်တပိတ်ပေါ့နော်ကျွန်တော်တို့အတန်တိတ်တပိတ်အဲ့တော့ပြည်သူတွေကလည်းပါဝင်မယ်လို့ယုံကြည်တယ်အဲပြည်သူတွေပါဝင်လို့ရှိရင် စစ်မိစာတွေကပြည်သူတွေအတန်သိရင်ဘလောက်ကြောက်တယ်ဆိုတာကိုကျွန်တော်တို့ထုတ်ဖော်ပြအောင်ပါယေရှုမြတ်ကြီးတင်ပါတယ်အဲ့ဒီလိုတော်တော်ဖွဲ့စည်းကိုခဏစော်ကခင်ဗျာရလိုက်ပါကုန်ချုံကြီးခင်ဗျာခင်ဗျာပြောတယ်ခင်ဗျာရလိုက်ပါတော့ကျွန်တော်ခင်ဗျာကိုမြစ်တာရကံဒီကတော့ဦးစားရောချိုကြီးဘက်ကိုလှည့်တော်ပါပြီအော်လမ်းမျိုးတွေအားလုံးပဲဘဝဘေးနဲ့မေးပေးတယ်မှာမြန်သွင်းကင်းဝေးကြပါစေလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ကိုကြည့်ရဘလင်း channel လေးကပြန်လည်းကြိုဆိုလိုက်ပါတယ် ီဒူရီရရှင်လို့သွားပြီးကမှတော့ယနေ့ဒီဇင်ဘာလ10ရက်နေ့ရဲ့နောက်ဆုံးရှိရရှိတဲ့နောက်ဆုံးသတင်းတွေကိုပေါ်ပြပေးသွားမှာဖြစ်တဲ့အတွက်တော်လမျိုးတွေအားလုံးပဲအဆုံးချီဖို့ဒီနေ့အိမ်မှာထမှန်တောင်းဆိုလိုက်ပါတယ်။ရောင်းဆုံးနေနဲ့ကတော့တော်လမျိုးတွေအားလုံးပဲဒီနေ့မှာတော့အလုံးသိတဲ့အတိုင်းပဲအတန်းနဲ့သပိန်နေဖြစ်တဲ့အတွက်အားလုံးပဲမြန်မာမှာရှိတဲ့တော်လမျိုးတွေပေါ့ပေါင်းဝင်ဆင်နွှဲနေပြီလို့ကျွန်တော်အနေနဲ့ဘုံဘောက်ကမှယုံကြည်ပါတယ်ဗျာ။မြန်မာနိုင်ငံတဝန်းတရတာတွင်စစ်ကောင်စီကစစ်ဖွဲ့တွေစုံစမ်းမှာတော့စကိုင်းတိုင်းပြည်မျိုးတွေမှာတော့ဒီတလူမြတ်တွေတည်များနေပါတယ်။အန်တီတိုင်းတောင်တာမြို့တွေမှာ18ကောင် အကွေးတိုင်းတရက်မြို့နယ်မှာ10ကောင်အကွေးတိုင်းကျောင်းမြို့နယ်မှာ6ကောင်တူတူတူဆုံးခဲ့ကြောင်းလည်းသိရှိရပါတယ်နောက်ထပ်သတင်းပုဒ်အနေနဲ့ကတော့ရန်ကုန်မြို့လူစီကားဖြစ်တဲ့လဲတန်းစီအနီးမှာ Bluetooth speaker ဆောင်းမုံနဲ့အနားပြခဲ့တာတကယ်မှာပဲလူငယ်တွေရဲ့စိတ်ကူးစိတ်တန်းလေးကတော်တော်လေးကိုမှမိုက်တယ်လို့ပြောပါမှာဖြစ်ပါတယ်ဒါတော်တော်လေးကိုမှလမ်းနေရဖြစ်ပြီးတော့သူတို့ရဲ့ပြေခေါ်ထင်မြင်မှုနဲ့သူတို့ရဲ့လှုပ်ဆောင်မှုတွေကသူတို့ရဲ့အန်ဒီရဲ့အသက်အန်ဒီလည်းကင်းအနားပြမှုလည်းဖြစ်မြောက်တဲ့အနေထားတစ်ခုကိုသွားတွေ့နေရဖြစ်ပါတယ် ဒါကြတော့ရန်ကုန်မြို့လေတန်းစင်းဒီလူတုစပီကာစောင်းပေါင်းနဲ့ရွေးကောက်ပွဲစန့်ကြီးဆန္ဒပြတဲ့မှာစစ်တပ်နဲ့ရဲကလမ်းပိတ်ပြီးဒါရောက်ဖြုတ်ယူဆန္ဒပြသူတွေကစစ်တပ်ကကောင်းတွေကိုလောက်လျှောက်ကိုထိုင်ပြီးမင်းအောင်လည်းမထိုင်ဆဲပစ်လိုက်တာဗျာဒီမှာလား9ရက်နေ့ညနေပိုင်းရန်ကုန်မြို့တော်လန်ညီနောင်၄ဘွဲ့ကနေပြီးရန်ကုန်မြို့ရဲ့ထင်ကရလူစီကာရလေတန်းစင်းဒီဝင်းကြီးမှာအကြမ်းဖက်စစ်တပ်ကပြုတ်လို့မဲ့တူရောင်ရွေးကောက်ပွဲကိုလူတုစပီကာစောင်းပေါင်းနဲ့မေတော်ဆန်းစစ်ကြီးရဲ့မင်းကုန်းတွေကိုကျော်တလင်းရဲ့ပြောဆိုမှုရဲ့အတန်ဖိုင်တွေကိုဖွင့်ပြီးဆန္ဒပြခဲ့ကြောင်းနဲ့ ဆိုပါ Bluetooth speaker ဆောင်းဘောက online CDB ကိုပါတပါတယ်တဆင်ထားသဖြင့်စစ်တပ်နဲ့ရဲများကလမ်းပိတ်နေတဲ့ပုံလေး Bluetooth speaker ဆောင်းဘောကိုကောက်ယူနေပုံလေးပါလိုက်ရမြင်တွေ့ခဲ့ရဖြစ်ပါတယ်ရန်ကုန်တော်လန်ညီတော်လေးဘွဲ့ရဲ့အခုလိုမျိုးလှုပ်ဆောင်ကြရပြည်သူများအနေဖြင့်အကြမ်းမတ်ဆီယုတ်စုရဲ့အထူးရောင်ရွေးကောက်ပွဲကိုညံတတိပြင်စန့်ကျင်တော်လန်တိုက်ပွဲဝင်လုံးဝမဲမသွားပေးကြရန်ငိုးဖို့လုပ်ပေးကြရန်အထူးအလေးတိုက်တွန်းတဲ့အနေထားနဲ့လှုပ်ဆောင်ခဲ့ရောက်လဲထုတ်ပြန်ထားတာတွေ့ရှိရပါတယ်ဒီဇင်ဘာလ10ရက်နေ့တိုင်းနိုင်ငံလုံးတိုင်းတာနဲ့ပြုလုပ်မဲ့ လူမှုတပိတ် finance street မှာလည်းပြည်သူတွေအားလုံးပူးပေါင်းပါဝင်ကြမယ်ဆိုယုံကြည်နေရဖြစ်တဲ့အတွက်ဒီနေ့မှာလည်းအားလုံးပူးပေါင်းပါဝင်နေပြီလို့တော့နေလေလေအုံမယုံကြည်နေပါတယ်တမတော်သားတွေကျွန်တော်တို့မြန်မာနိုင်ငံကတမတော်သားတွေကပို့ပြီးစိတ်ထားမြင့်မြတ်တယ်ဘာမှလာစားအဆောင်ရောင်အခွင့်အရေးမရပါနဲ့ကိုယ်အသက်တွေစွန့်နေကြတယ်ကိုဘဝတွေကိုပေးနေကြတယ်အင်းအေးမင်းရဲ့ကောင်းနေစွန့်နေတဲ့ကောင်းနေကောင်းကမင်းအောင်မှကြံခဲ့တဲ့ကောင်းနေတော့အုံလုံးမရှိတဲ့ကောင်းနေအများကြီးပဲ နော်တချို့ဆိုတမတော်နဲ့ဝင်သွားတယ်ဝင်သွားအသက်60อืมမပြန်ထွက်ရအဲ့ကျွန်တော်တငယ်ရင်တချို့ဆိုတမတော်ဝင်သွားတယ်အသက်60မပြန်ထွက်တယ်ပြန်ထွက်လာတဲ့အချိန်မှာနော်ကျွန်တော်တို့သာတထိဖြစ်နေတာသူတို့ဘာမှမရှိဘူးနော်တကြကြီးတော့လည်းပြန်ထွက်လာတယ်အေးအာမင်းဆိုတော့တထိနော်လုံးဝတထိကြီးပဲတဘောအလုံးပိဆက်သွားတယ်ကျွန်တော်တငယ်ချင်းတွေဟဲ့အဲ့တော့ မစော်ကားနဲ့ကိုချိုကြီးငိုပြီကိုဘွားလေးတည်းရင်းပြီးတော့တော့ဘွားတစ်ခုတော့နော်အသက်60နှစ်20တဲ့ကနေအသက်60အထိတက်မတော်ထဲမှာနေပြီးတော့ဟာလားတည်တဲ့လူတွေတည်သွားတယ်ခြေတောက်ပြတ်တဲ့လူတွေပြတ်သွားတယ်တော့ဘွားလေးကိုဘွားတစ်ခုတော့တက်မတော်ကထွက်လာပြီးတော့ဘွားတစ်ခုတော့ပေးစားကြတယ် မင်းအွန်လိုင်းရောဘာပြီးလဲကမ္ဘောထွက်လာပြီးတော့သူတို့လည်းချမ်းသာတာမဟုတ်อืมဒါမှအခုတက်ချုပ်ကြီးကလုံပေတယ်အိယာလေးပါလေอืมမင်းတို့အောက်ကြီးကောင်တွေတော့မကျန်းသာထိတ်ကောက်ကောင်တွေကချမ်းသာလုံးအောင်ယူထားစရာနေတော့မရှိတော့ဘူးပြစ်စံနေပစ္စည်းတွေတော့ဟဲ့အဲ့ဒီတို့တမတော်ဒီလောက်မြင်ရတဲ့မြမတမတော်ခင်ဗျမစော်ကားနဲ့ခင်ဗျဒီတိုင်းမျိုးဒီတိုင်းမျိုးပြတ်အောင်တမတော်ပြတ်အောင် ီတိုင်းပြပြအောင်မလုပ်နဲ့ကိုရှူကြီးအမိဆွေရငိုးနေအောင်တော့ကြည်ဘာလို့ကြည်နေရလဲဟင်းခရတ်ခရတ်တော့လုံးဟင်းခမရလည်းမြမပြီပါပဲမြမပြီသားပဲခမရအဲ့လိုဆိုခမရရလိုက်တော့ကိုချူကြီးဒီတမလို့သားလေးဘယ်တော့တနာဖို့ကောင်းလဲ တေတဲ့လူတေသွားတယ်ခြေပြတ်တဲ့လူပြတ်တယ်မျက်လုံးနှစ်ဖက်လုံးကန်သွားတယ်လူလည်းရှိတယ်ကျွန်တော်သိတယ်မျက်စိနှစ်ဖက်လုံးကန်သွားတယ်တမလို့တမလို့သားလည်းရှိတယ်မျက်စိနှစ်ဖက်လုံး꿰သွားတယ်ဒီကောင်ကမကွေခင်နဲ့မမြင်တာအမောင်မင်းမြင်တာမယုံနိုင်ဘောပဲမြင်နေကောင်တွေကယူမယုံနိုင်ဘောမောပဲစဉ်းစားနေကောင်တွေကယူအဲဒါကတော့လက်ရှိအချိန်မှာငါးမင်းစုတွေကောင်အလုံးတည်တဲ့အတိုင်းပဲကိုချွေယူပေါက်ွက်နေရဖြစ်ပါတယ်သူက ဟိုဘယ်လိုခေါ်မလဲဆိုတော့သူ့ရဲ့အမြင်ကိုပြောသွားတာဖြစ်တယ်။ထောက်ခံသူတယောက်အနေနဲ့ပြောသွားတာဖြစ်တယ်နော်။နိုင်ငံရေးသမားတယောက်အနေနဲ့ပြောတာဟေးဆိုလို့ရှိရင်တော့ကျွန်တော်တို့လုံးဝလုံးဝဘယ်လိုခေါ်မလဲကျွန်တော်တို့ရှုံချမှာဖြစ်တယ်။ဘာကြောင့်လဲနိုင်ငံရေးနားမလဲဘူးလို့ပဲကျွန်တော်တို့ကသူ့ကိုသတ်မှတ်အမှာဖြစ်တယ်။ဒါပေမဲ့သူကစစ်တပ်ကိုအားပေးထောက်ခံသူအဖြစ်နဲ့အစိုင်းအားပေးထောက်ခံသူတယောက်အနေနဲ့သူ့ရဲ့ခံစားချက်သူ့အမြင်ကိုသူပြောသွားတာဖြစ်တယ်။အဲဒါကြောင့်မို့လို့တော့အဲဘယ်လိုခေါ်မလဲဆိုတော့ထောက်ခံသူတယောက်အနေနဲ့ ပြောပိုင်ခွင့်ပြောနေတာတော့ကျွန်တော်တို့ဘာမှမပြောလို့ပဲမယ်နိုင်ငံရေးသမားတယောက်အနေနဲ့ပြောတယ်ဟလာနိုင်ငံကိုကောင်းစေချင်တဲ့သူတယောက်အနေနဲ့ပြောတယ်ဟေးဆိုလို့ရှိရင်တော့ဒါမေးခွန်းနဲ့အပြန်လန်ထုတ်ရတော့မယ်အဲ့တော့နိုင်ငံရေးလှုပ်လောက်တဲ့အတွေးအမြင်သူ့မှာမရှိသေးပါဘူးလို့ကျွန်တော်ပြောရမှာပါနော်အဲဦးနေအောင်အနေနဲ့သူ့အသက်ကြီးရင်ကြီးနေမယ်ဒါပေမဲ့တော့နိုင်ငံရေးကိုလှုပ်လောက်တဲ့အမြင်မျိုးကြတော့သူ့မှာနည်းနည်းအားနည်းနေအောင်သွားတွေ့ရနိုင်ငံရေးဆိုတာအစိမ့်နိုင်ငံရေးဆိုတာမရှိပါဘူးစစ်တပ်နိုင်ငံရေးဆိုတာမရှိပါဘူးနိုင်ငံရေးဆိုတာအားလုံးအတွက်နိုင်ငံရေးဆိုတာပဲရှိတယ်အဲ့တော့နိုင်ငံမှာ စန့်ကျင်ကြတဲ့ပုံကန်ကြတယ်ဒါဘာကြောင့်စန့်ကျင်ပုံကန်ကြတယ်ဆိုတော့ကျွန်တော်တို့သူ့ရဲ့စင်းမြစ်ကိုလိုက်ပြီးတော့ရှာဖွေပြီးတော့ပေါ်ထုတ်ပြီးနိုင်ငံကောင်းကျိုးအတွက်ပြင်နာစင်တာဒါနိုင်ငံရေးဖြစ်တယ်သူ့ကိုတက်ကိုသူတက်ဆိုတဲ့နိုင်ငံရေးအကျန်းဖက်နိုင်ငံရေးဖြစ်တယ်အဲ့တော့ဦးနေအောင်ပြောတဲ့စကားလေးကတော့တနည်းအားဖြင့်အကျန်းဖက်နိုင်ငံရေးကိုသွားနေတာဖြစ်တဲ့အတွက်ကြောင့်မလို့အကျန်းဖက်ဝါဒီအကျန်းဖက်စိတ်ဓာတ်တွေဟောလည်းမြို့ရအောင်ပဲလက်ရှိချိန်မှာကတော့နေမြင့်လိုယူရင်လေးဆိုတာတဲ့ပို့ဆိုးနေတာကတော့ရွေးကောက်ဝင်းကြီးလေးပို့ဆိုးလေးပို့တောင်းကြမ်းလေးဆိုတာကတော့အခုအသက်ကြီးမှာ ောင်းတော်ကြွနေတဲ့ကိုကိုကြီးပဲဖြစ်ပါတယ်ပြောရစကတုံးနေရရွေးကောက်ပွဲနီလာလေးပို့ပြီးတော့ဆိုးလာလိမ့်မယ်ထားမြင်နေရတာပါအေးနီလာကြီးကပေါင်းနေပါပြီကွာလက်စကန်ပြီးချသာရောက်ပါပါဆိုတာဒါနဲ့အထွေကြုံကြီးကျွန်တော်တို့တိလောက်ပါပြီဟလာနေမြေတွေတိတ်နေအသိခဏပါစစ်ဆိုတဲ့သဘောကဟုတ်ရယ်နော်ပြည်သူပြည်ရက်တွေနေမြေတွေတိတ်နေရတော်လိုင်းအဖွဲ့နေမြေတွေတိတ်နေတကောတိတ်ကြီးရမဟုတ်ဘူးပြန်ပြီးလိုက်ရတော့တော့ပြန်ပြီးတော့စစ်တပ်ကနေပြီးတော့ DND ကမတိုက်ဖဲနဲ့ဒီပရင်ခါချိတ်ပြီးတော့တရုတ်ကြီးတွေပြန်သွားတော့တော့ရတာတော့လည်းပြောနေတဲ့ကောင်လေးဟလာအင်အား အနေအများပေါ်မှာဘူတီပြီးတော့ခဏဆုပ်ပေးလိုက်တာပြီးရင်အားပြန်ဆုပ်ပြီးတစ်ခါပြန်ပြင်တော့ပြန်တိုက်တာပဲအဲ့တော့ကျွန်တော်တို့ဟိုဘလို့ခဏဆုပ်ပြီးတော့အားပြန်ဝင်တိုက်တာလေပြီးဟိုသွားပြီးတော့စီပလင်းကချေယူခိုးကြီးခေါ်သွားပြီးတော့တီအန်လေးကိုတောင်းပန်တိုးရှူပြီးတော့တဲ့ဝင်သွားသိရတဲ့နေတော့ဥပထွေးမင်းအောင်နိုင်ငံနေပြီးတော့အားပြန်ပြီးတော့တင်းပြီးတော့တိုက်တယ်ဆိုတဲ့စကားကိုဖွပြောနေသေးတယ်ကြည့်ဦးတဲ့မဲ့ပြည်သူတွေဆိုတော့အဝင်လဲတခါနာအထွက်လဲတခါနာအဲ့ဒီလိုတော့ဝင်လိုက်ထွက်လဲသုံးပါလောက်လုပ်ပြီးပုတ်ပုတ်သွားပါဘာတော့အညာဆိုတော့ပုတ်ပုတ်ညံ့ညံ့ကြီးနေ နော်ထမ်းပင်ထမ်းရွက်ထမ်းတော်တွေနဲ့ထမ်းလက်တွေနဲ့ဝေဝေးစားစားဖြစ်တဲ့အညာဟာပျောက်ပုံဖြစ်နေတယ်။ဖြစ်ခဲ့တာတွေကတော့ဖြစ်ပြီးသွားတယ်ကျွန်တော်တို့စိတ်မကောင်းယူမှလွဲပြီးတော့ကျစ်ပြီးသွားတာကျွန်တော်ပြန်ပြင်လို့မရတော့ဘူးဆက်မဖြစ်ဖို့ ਨੇ ပြန်ပြီးတော့အဖတ်စင်ဖို့ပြန်ပြီးတော့တိဆောက်ဖို့ပဲကျွန်တော်တို့အကောင့်ဘက်ကနေစူးစမ်းကြဖို့ပဲဖြစ်ပါတယ်အဲပြောရတာနည်းနည်းတော့ကျွန်တော်ကညွှန်ပြပြောနေရင်လည်းဘလာတချို့နားလည်မှုလွဲမှာဆိုလို့အဲ့တော့ဌာနဆိုင်ရာအချို့အပွဲစည်းများနဲ့ဈာထဲမှာအကိုကြီးညီလေးဆက်ဆံရေးတွေဆရာတပည့်ဆက်ဆံရေးတွေရှိတယ် ဲ့တော့တကယ်တကယ်ကရွေးကောက်ပွဲတရားမျှတတဲ့တွန့်တက်တဲ့ရွေးကောက်ပွဲအောင်မြင်စွာဖြစ်ပေါ်ဖို့ဆိုတာကသက်ဆိုင်ရာဌာနဆိုင်ရာအဖွဲ့အစည်းအားလုံးကပဲမလိုက်ဘူးသူတို့ကဟာတကယ်ကိုပါတီအားလုံးကိုညှပ်ညောက်အခုဒါတော့ခင်ဗျားတို့ပြောပါခင်ဗျားတို့ကြတော့အခုလိုမျိုးကိုနာကိုင်းနေမှာတော့တော့ပြီးတော့ရွေးကောက်ပွဲစည်းရုံးကိုလုပ်လို့ရပြီကိုကြီးညီလေးဆက်ဆံရေးပါဗျာမဲအောင်နိုင်ကကိုကြီးလားခင်ရက်ကိုကြီးလားတော့မသိဘူးအကုန်လုံးကခွေးတွေရွေးဆိုတော့မသိဘူးဗျာလက်ရှိဒီမှာကတော့ကိုကိုကြီးကတော့တော်တော်ပေါက်ခွေးနေတော့သိပါတယ် ရောက်လို့တဲ့အဲ့ဒီခါကျတော့အရင်တော့အကုန်ကြီးညီလေးပဲပြည့်ခဲ့ပြည့်ခဲ့ဆရာတစ်ပည့်ပဲပြည့်ခဲ့ပြည့်ခဲ့အဲ့ဒီကိစ္စတွေဒီရွေးကောက်ပွဲအောင်မြင်အောင်ဆောင်ရွက်တဲ့နေရာမှာပါအောင်လာဖို့အဲပါလာတယ်တချို့อ่ะကျတော့အချို့ဆိုရင်ဟလာကျွန်တော်တို့ ਨੇ စကားပြောနေတော့ပါပဲတယ်လီဖုန်းဝင်လာလိုက်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ခင်ဗျဟုတ်ကဲ့ခင်ဗျနဲ့သူကပြီးတော့နေပြင်းတယ်နော်အဲ့ဒါမျိုးတွေကလွတ်လပ်မြတ်တာတဲ့ရွေးကောက်ပွဲဖြစ်ဖို့အတွက်အဲ့ဒီအကိုကြီးကြီးလေးတွေဆရာတစ်ပည့်တွေကနည်းနည်းပြဿနာရှိတယ် ဲ့တော့ဒါကြောင့်မလို့ဟလာကျွန်တော်တို့လူအဖွဲ့စည်းတကယ်ကြောင်းတဲ့တယောက်ချစ်ချစ်ခင်ခင်နေတဲ့အမုန်းတရားတွေမပါဘဲနဲ့ချစ်ခင်တဲ့စီးနှုံးတဲ့လူအဖွဲ့စည်းလက်ရင်တပြင်းတည်းပြန်ဖြစ်ဖို့အတွက်စူးစမ်းကြရအောင်ဆိုတော့ဒါဒီနေ့ယောက်ကလာပြုနယ်ကစီစဉ်ထားတဲ့ပြင်ဆင်ထားတဲ့အခမ်းအနားမှာဒါလေးအမတ်တရားပြောပြရစောဟွန်းပြောတာပြောတာအမတ်တရားတော့ရန်မင်းမပြောက်ပါဆိုတော့ပြောတာမောင်းဝင်းခိုင်တန်းရောပြီးတော့ယာယီသမရ ဒူဝါလက်ရှိလာရောနှစ်ယောက်စလုံးကအန်ယူဂျီမြို့တိုင်းမျိုးရေးဆိုရပြင်ပြောင်းလဲရေးနဲ့ပတ်သက်ပြီးတော့စကားအတန်တွေစပြောခဲ့ကြပါတယ်ပြီးတော့ဒီပြင်ပြောင်းလဲရေးဆိုတဲ့အတန်တွေမကဘဲနဲ့ပြင်ပကိုပြည်ပကိုရောက်နေတဲ့အန်ယူဂျီတာဝန်ရှိသူတွေဝင်ကြီးတွေဒုဝင်ကြီးတွေအနေနဲ့လည်းပြည်တွင်းထဲကိုပြန်လာပြီးတော့ပြည်သူနဲ့တသားတဲ့ပြန်နေထိုင်မှုပြန်ခေါ်ခဲ့တာလည်းရှိပါတယ်ဆိုတော့အားလုံးကတော့အန်ယူဂျီနဲ့ပတ်သက်ပြီးတော့ဒီမတိုင်ခင်ဒီစကားတွေပြင်ပြောင်းလဲရေးဆိုတဲ့စကားတွေမပြောခင်ပြီးခဲ့တဲ့ဒီ2020သုံး နှစ်ဆပိုင်းလောက်ကလေးကစပြီးပြည်ပြောင်းလဲလို့ပို့စပြောခဲ့ပေမဲ့လေးနှစ်ကြာပြီးတဲ့အချိန်မှာပြည်ပြောင်းလဲဆိုတဲ့ဇကလုံးကိုပြောလာခဲ့တော့ဒီပုံမှာလည်းတော်တော်များများကမျောလင့်ခဲ့ကြပါတယ်ကျွန်တော်အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်အဲ့ဒီကလေးနှစ်ကြာမှာစပြီးတော့ပြည်ပြောင်းလဲပြောလာတဲ့အကြောင်းသတင်းဆောင်မတစ်ခုလုတ်ခဲ့ပို့ပါတယ်ကျွန်တော်ဒီနှစ်ထဲမှာကျွန်တော်တို့အမျိုးသားညိုရေးဆိုရအန်ယူဂျီကပြောတဲ့ပြည်ပြောင်းလဲရေးပေါ့နော်ဒီစနေပိုင်းအရာပြည်ပြောင်းလဲရေးလိုအပ်မှုအရာပြည်ပြောင်းလဲရေးအဲ့ဒီပြည်ပြောင်းလဲမှုတွေကလူထုကမျောလင့်ထားသလောက်ဖြစ်လာမှာလား ခုတော့မြို့သားညိုရေးဆိုရဝန်ကြီးချုပ်ရောယာယီသမရရောပြောလာတဲ့ဒီပြည်ပြောင်းပြောင်းလဲရေးကိစ္စကိုစပြီးတော့မြင်ရပါပြီဆိုတော့ဒီနေ့ဒီဒီဇင်ဘာ၈ရက်နေ့မှာပဲ UNG ကပြည်ပြောင်းပြောင်းလဲရေးလုပ်တယ် CRPH ရဲ့ဒီကြေညာချက်နဲ့တူစပြီးထွက်လာတာတွေ့ရပါတယ်ဆိုတော့ဒီအထက်မှာကျိုးတုံးထားတဲ့စကလုံးကတော့ဒါပြုပြင်ပြောင်းလဲရေးလုပ်တယ်ဆိုတဲ့စကလုံးကိုတုံးထားပါတယ်ဆိုတော့ငကူကဝန်ကြီးဌာနမြန်မာညိုရေးဆိုရမှာဝန်ကြီးဌာန16ခုရှိတာကနေ၄ခုကိုတော့လုံးလုံးဖြုတ်လိုက်တာတွေ့ရပါတယ်ဆိုတော့ဒီ၄ခုက မြို့သမီးလူငယ်နဲ့ကလေးငယ်ဝန်ကြီးဌာနပြီးတော့ဆက်သွယ်ရေးသတင်းအချက်အလက်နဲ့ဤပညာဝန်ကြီးဌာနနောက်တစ်ခုကစီးပွားရေးနဲ့ကုသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနဲ့အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနတို့ဖြစ်ကြပါတယ်ပြီးတော့ဒီထက်မှအလို့သမားဝန်ကြီးဌာနကိုဒေါက်တာဝင်းမြတ်ရဲ့ဒီလူကယ်ပြန်ပေါ့နော်အဲ့ဒီဝန်ကြီးဌာနအောက်ကိုထည့်လိုက်တာတွေ့ရတယ်ဆိုတော့ဝန်ကြီးဌာန၄ခုကတော့လုံးလုံးအောင်ဖြတ်လိုက်တယ်ပေါ့နော်ဆိုတော့ဒါကြောင့်မို့လို့ဒီမှာဒီဝန်ကြီးတွေကဘယ်သူတွေအဲရာထူးကနေထွက်သွားတာလဲဆိုတော့ကျွန်တော်တို့ဝန်ကြီးတူဝန်ကြီးတွေပေါ့နော်ဒါမိုင်းထွန်းဖေး အဲဒါမှမဟုတ်ဒီနိုင်သူဝနပြီးတော့နော်ဆူဇနာလှလှဆိုပြီးတော့ဥထင်လင်းအောင်ပြီးတော့ကျွန်တော်ဒေါခင်မမမျိုးဒေါက်တာဆဆာနဲ့ဒေါ်ဤတင်ဆောင်မောင်တို့ကတော့အခုအသက်ဖွဲ့လိုက်တဲ့ NUG ရဲ့ဝန်ကြီးတွေတဲမှာမပါတော့ပါဘူးဆိုတော့ဒီမှာကျွန်တော်တို့တော်တော်များများမျောလင့်ခဲ့ကြတာပေါ့နော်2023လောက်ကလေးကစပြီးတော့ကြားထဲမှာပြင်ပြောင်းလဲရေးလုပ်ဖို့ဆိုပြီးတော့တိုက်တွန်းခဲ့ကြတယ်မျောလင့်ခဲ့ကြတဲ့အထက်မှာသူသဖြင့်ဒီဒေါက်တာဆဆာရဲ့ပြည်ပြန်ဥပပေါင်းဆောင်ရွက်ဝန်ကြီးဌာနကိုအများစုကထောက်ပြကြပါတယ်သူသဖြင့်တော့ဒီဘက်ကဒီဒေါ်စင်မောင်ရဲ့နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့တွားပြီးတော့ ဟိုပါလက်ဖြစ်နေတာပေါ့နော်ထပ်နေတဲ့ပုံစံမျိုးဖြစ်တာကြောင့်မို့လို့တော်တော်များများကဒီဝင်းချာနာတကယ်လိုရလားဆိုပြီးတော့မိကုံထုတ်ခဲ့ကြပါတယ်ဆိုတော့နောက်တစ်ခုကကျတော့ဒါအစောပိုင်းအရင်တစ်ခုဖြစ်ပြီးတော့နောက်ပိုင်းမှာမှဒါစီးပွားရင်းနဲ့ကုသန်းစီးပွားကုသန်းကိုဝိဌာဏဖြစ်လာတဲ့ဒေါက်ကေမမမျိုးပေါ့နော်ဆိုတော့သူ့ကိုလည်းတော်တော်များဘာကြောင့်ဒီစီးပွားကုသန်းဆိုတဲ့ဝိဌာဏဟာရှိနေခဲ့တယ်လဲဆိုတော့တော်တော်များနားမလည်ခဲ့ကြပါဘူးဆိုတော့အခုတော့ဒါကျွန်တော်စစံတဲ့ဒေါက်ကေမမမျိုးနှစ်ယောက်စလုံးလူကိုလူတွေရောနောက်ပြီးတော့ဝိဌာဏတွေကိုဖြတ်သိမ်းလိုက်တာတွေ့ရတယ်ဆိုတော့နောက်တစ်ခုကကျတော့ဒီမှာဟို အများစုမျှော်လင့်ခဲ့ကြတာတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေတဲကတော့မဟုတ်တိုင်းရင်းသားအဖွဲ့တွေတဲကဒီ NUG ထဲမှာပါဝင်လာမလားဆိုတဲ့မျှော်လင့်ချက်ပါဆိုကြပါစို့ကျွန်တော်တို့ KIO KIAC ကပါလာမလားဒီမြို့ထားတဲ့မှာတကယ်ပါလာမလားသူသဖြင့်တော့နောက်တစ်ခုကရခိုင် အဖွဲ့တွေကပါလာမလားဆိုတဲ့မျှော်လင့်ချက်တွေရှိခဲ့ကြပါတယ်ဆိုတော့ဒီနေ့မြင်ရတဲ့ဒီ NUG ရဲ့ပုံကြီးအဖွဲ့အစ်စ်မှာပေါ့နော်အဲ့ဒီဒီကျွန်တော်တို့မျှော်လင့်ခဲ့တာမျိုးတော့ပါလာတာမတွေ့ရပါဘူး ဆိုဒီမှာနောက်တစ်ခုကျွန်တော်တို့ထည့်ပြီးတော့သတိထားမိတာကဘာကြောင့်ဒီလိုတွေမပါလာမပါလာရတာလဲဆိုတဲ့အချက်ပါအဲ့ဒါကတိုင်းသားအဖွဲ့တွေနဲ့ NUG နဲ့ဒီကြားထဲမှာမဟာမိတ်ဆက်ဆံရေးတချို့ကိစ္စတွေမှာကောင်းတာကိုကျွန်တော်တို့မြင်ရအတွက်သဖြင့်တော့အပေါ်မှာဆိုလို့ရှိရင်ဒါ KIA နဲ့ဆက်ဆံရေးကိုကောင်းတယ်လို့ကျွန်တော်တို့မြင်ရတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ဒေါက်တာဇော်ဝေဆိုလို့ရှိရင်သူ့ရဲ့ကျမရေးနောက်ပြီးတော့ဒါပညာရေးသူသမီးတို့ကျမရေးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေကဒီတိုင်းရင်းသားလက်နက်ကင်တပ်ဖွဲ့တွေနေမြေတွေထဲမှာတော်တော်အလုပ်ဖြစ်နေတယ်ပြီးတော့အခရာကြတယ် ကူညီပေးနေတယ်ဆိုတာမျိုးကျွန်တော်တို့သိရတယ်ဆိုတော့တိုင်းသားအဖွဲ့တချို့နဲ့အန်ယူဂျင်ရဲ့ဆက်ဆံရေးကတော့ဟိုကောင်းနေတယ်ဆိုပြီးကျွန်တော်တို့မြင်ရတာပေါ့နော်ဒါပေမဲ့ဒီအသက်ဖွဲ့စည်းလိုက်တဲ့ကူညီဌာနတွေထဲမှာတော့ပါလာတာမတွေ့တာကိုကြီးချင်းအားဖြင့်ဒီကိစ္စလောက်ထိတော့မဟာမိတ်ဆက်ဆံရေးမှာနောက်ဆုံးအန်ယူဂျီတဲ့ရောက်လာတဲ့အထိတော့မဖြစ်နိုင်ခဲ့ဘူးမဖြစ်ခဲ့ဘူးဆိုတော့ကျွန်တော်တို့ဒီမှာမြင်ရတာပေါ့နော်ဆိုတော့ဒါကိုကျွန်တော်ကတော့ဒီစကလုံးပေါ့နော်ဒီအန်ယူဂျီတုံးတဲ့စကလုံးပြည်ပြောင်းလေးဆိုတဲ့စကလုံးဟိုမတုံးနိုင်ပါဘူးဆိုတော့နေရာ ပြောင်းချထားတယ်ပြောင်းရွှေ့လိုက်တယ်လို့ဒါကျွန်တော်ကဒီမှာသုံးချင်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့လူသက်တွေပေါ်လာတာမျိုးမဟုတ်ဘဲနဲ့ရှိနေပြီးသားဝင်ကြီးတွေကိုတချို့လူအင်မတန်လူပြောများတဲ့ဝင်ကြီးတွေကိုဝင်ကြီးဌာနနဲ့ဝင်ကြီးတွေကိုဖြုတ်လိုက်ပြီးတော့ဒါငကိုရှိနေပြီးသားလူတွေကိုနေရာ ပြောင်းရွှေ့လိုက်တာမျိုးပဲကျွန်တော်တို့ဒီမှာမြင်ရတာပါဆိုတော့ဒီမှာနောက်ထပ်အဆင့်တက်သွားတာပေါ့နော်ရာတို့တိုးသွားတဲ့တယ်မှာဆိုဒါဒါအရင်ဒေါက်တာဇော်ဝေဆိုးငကိုကင်ထားတဲ့ပညာရေးကျမ်းမာရေးကနေပြီးတော့ဒါဝင်ကြီးချုပ်ယုံရဲ့ဝင်ကြီးရာတို့ကိုပြောင်းကန်နေတာတွေ့ပါတယ်ဆိုတော့ဒီကြောင့်ကျွန်တော်ပြီးရင်တော့ ဆက်ပါမယ်ဆိုတော့နောက်တစ်ခုကကျတော့ဒီငကိုကပညာရေးမှာဒုဝင်ကြီးဖြစ်တဲ့ဂျာထွဲပန်ကအခုပညာရေးဝန်ကြီးဖြစ်သွားတာပေါ့နော်ဒုဝင်ကြီးကလည်းဝန်ကြီးဖြစ်သွားတယ်ပြီးငကိုကကျမ်းမာရေးဒုဝင်ကြီးဖြစ်တဲ့ဒေါက်တာရွှေပုံပေါ့နော်သူကကျမ်းမာရေးဝန်ကြီးရာထူးဖြစ်သွားတာတွေ့ရပါတယ်ပြီးတော့ဒီအရင်ပညာရေးဒုဝင်ကြီးဖြစ်တဲ့ဒေါက်တာဆိုင်းခိုင်မျိုးထွန်းကိုသူ့ကိုဒေါ်စင်မောင်ရဲ့ဒီနိုင်ငံသားရေးကိုပြောင်းလိုက်ပြီးတော့အဲ့ဒီမှာဒုဝင်ကြီးဖြစ်လာတာတွေ့ရတယ် နောက်တစ်ခုကဒေါက်တာဆာဆာရဲ့ဝန်ကြီးဌာနအပြည်ပြည်ဆိုင်ရာဥပပေါင်းဆိုင်ဝန်ကြီးဌာနကဒီဒုဝန်ကြီးပေါ့နော်ကျွန်တော်သူ့ကိုတော့မကြောက်ဘူးပေါ့အာဒီဒေးဗစ်ကွမ်အောင်ပေါ့သူ့ကိုတော့ဝန်ကြီးဌာနဒီဒေါ်စင်မောင်ရဲ့နိုင်ငံခြားရေးဝန်ကြီးဌာနအောက်ကိုဒုဝန်ကြီးအနေနဲ့ရောက်လာတယ်။တဘောတော့အရင်ကျွန်တော်တို့ပြောပြောနေကြတဲ့ဒေါက်တာဆာရဲ့ဒီဒီပြည်ပြည်ဆိုင်ဥပပေါင်းဆောင်ရေးဝန်ကြီးဌာနတဲကဒုဝန်ကြီးကိုဒီဘက်ကိုဟိုပြောင်းလိုက်တာကိုတွေ့ရတယ်ပေါ့နော်။နှစ်ခုလုံးကိုအာပေါင်းလိုက်တဲ့သဘောမျိုးလို့ကျွန်တော်ဒီမှာမြင်ရပါတယ်။ဒေါက်တာဆာဆာကတော့အာထွက်သွားပြီပေါ့နော်။ပြီးတော့နောက်ကဒီအလုံသမားဝန်ကြီးဌာနဒုဝန်ကြီးဖြစ်တဲ့ဦးကျော်နေ ဆိုသူ့ကိုကြတော့ဒီဘက်ကကိုလင်ကိုလတ်ရဲ့ဒူးဒီပြည်ပြည်ဒိုင်းနဲ့လူမှုကြီးကြရေးကိုဒူးဝင်ကြီးဖြစ်ရောက်လာတာကျွန်တော်တို့မြင်ရတယ်။တဘောကလုသမာကနေပြီးတော့ဒီပြည်ဒိုင်းရေးကိုရောက်လာတာပေါ့နော်။ကျွန်တော်တို့တော့ခုနပြောသလိုပြည်ပြောင်းလဲဆိုတဲ့အုံလုံးမမြင်အဲဒီအုံလုံးမသုံးချင်မှုဆိုတာဒါကြောင့်ပြောတာပေါ့။ငကိုရှိနေပြီးသားလူတွေကိုပဲဒူးဝင်ကြီးကိုဝင်ကြီးပေးတယ်။တချို့ဒူးဝင်ကြီးတွေကိုဌာနပြောင်းလိုက်တယ်ဆိုတာမျိုးမြင်ရတာပေါ့နော်။ကျွန်တော်ဒီမှာကျွန်တော်အထူးတလဲစိတ်ဝင်စားတဲ့ကိစ္စကငကိုကပညာရေးကျမ်းမာရေးရဲ့ဝင်ကြီးဒေါက်တာဇော်ဝေဆိုးကိုဝင်ကြီးချုပ်ယုံဝင်ကြီးဖြစ်တာ ပြောင်းခံလိုက်တဲ့ကိစ္စပါဆိုတော့ကျွန်တော်တို့ငကိုတို့ကဝင်းကြီးချုပ်ယုံမှာဖြစ်တဲ့ဝင်းကြီးချုပ်ကမောင်းဝင်းခိုင်တာပေါ့နော်ဆိုတော့အခုသူသူသူကတော့ယာဒူအဲ့ဒီယာဒူနဲ့ပဲဆက်ရှင်နေဦးမယ်ဝင်းကြီးချုပ်ယုံရဲ့ဝင်းကြီးချုပ်အနေနဲ့ပဲဆက်ရှင်နေဦးမယ်ဆိုတော့ဘာလို့ဆိုဝီဆိုကအဲ့ဒီအောက်မှာဝင်းကြီးအနေနဲ့ရောက်လာတာပေါ့ဝင်းကြီးချုပ်ယုံရဲ့ဝင်းကြီးဆိုတော့ဘာအောင်မြင်ရတယ်လဲဆိုတော့မြန်မာယူရီဆူရရဲ့ဝင်းကြီးချုပ်ယုံမှာခေါင်းဆောင်နှစ်ယောက်ရှိတာဆိုတော့ကျွန်တော်တို့မြင်ရတယ်။ဂျုံကြီးချုပ်ကတော့မောင်ဝင်းခိုင်တန်းဝင်းကြီးကတော့ဒေါက်တာဇော်ဝီဆိုးဖြစ်လာတာပါ။ဆိုတော့ဒါက နောက်တစ်ခုကျွန်တော်ဒီမှာမြင်မိတာကဝင်းကျုံရုံရဲ့အရေးပါဘုံပေါ့ဝင်းကျုံရုံကဘယ်လောက်အရေးပါတယ်ဆိုတော့ကျွန်တော်တို့ရှေ့မှာဒီဝင်းကျုံရုံအရှုပ်တော်ပုံနဲ့ပတ်သက်ပြီးတော့ပြောခဲ့တဲ့အထက်မှာတချို့သတိထားမိကြပါလိမ့်မယ်ဆိုတော့အထူးသဖြင့်တော့သူကဒီဘန်နာဝင်နဲ့ပတ်သက်လို့ရောနိုင်ငံတကာအဖွဲ့အစည်းနဲ့လှုပ်လှုပ်ရတာတွေရောဝင်းကျုံရုံကအခရာကြတဲ့အထက်မှာရှိတာပေါ့နော်ဒါပေမဲ့တကယ်တကယ်အလုပ်လုပ်တာကတော့အတွင်းဝင်ကအလုပ်လုပ်နေခဲ့တယ်ဆိုတော့ကျွန်တော်တို့သိထားပြီးဖြစ်တယ်ဆိုတော့ဒါကြောင့်မို့လို့ဒီနေရာကဒါဒေါက်တာဇော်ဝေဆိုးကဝင်လာပြီးတော့အထူးသဖြင့်တော့အာလကူတော့ဖြစ်ဖြစ်နေတဲ့ကိစ္စတွေကိုဒေါက်တာဇော်ဝေဆိုးက အစားထိုးပြီးတော့ဒီနေရာကိုကင်တွယ်စူးစမ်းကြည့်ခြင်းပုံရပါတယ်ဒီဒါကျွန်တော်မြင်တဲ့အမြင်ပါဒါကြောင့်မလို့ဒီဘက်ကိုရောက်လာတာပေါ့နော်ဆိုတော့ဒီမှာကျွန်တော်ကျွန်တော်တို့ဆက်ပြီးတော့စောင့်ကြည့်တဲ့ကိစ္စကဝန်ကြီးချုပ်ယုံအရှုပ်တော်ပုံနဲ့ပတ်သက်တဲ့ကိစ္စပါဘာလို့လဲဆိုတော့အခုဝန်ကြီးချုပ်ယုံကိုပြောင်းလာတဲ့ဒါဒေါက်တာဇော်ဝေဆိုးကပြောရရင်ငကိုတော့မှရှိနေပြီးသားအရှုပ်ထွေးတွေအခက်အခဲတွေကိုသူကဆက်ပြီးတော့ဖြေရှင်းရမယ်ဂင်ထွေးရမယ်ဆိုတဲ့ကိစ္စမျိုးလို့ကျွန်တော်ကသဘောပေါက်ပါတယ်ဆိုတော့အခုကျွန်တော်တို့ဝန်ကြီးချုပ်ယုံအရှုပ်တော်ပုံနဲ့ပတ်သက်လို့နောက်ဆုံးရ တချို့ကိစ္စတွေကိုကျွန်တော်တို့ဒီမှာနည်းနည်းကြည့်အောင်ပါဆိုတော့ပြီးခဲ့တဲ့ဒီနိုဝင်ဘာ19ရက်နေ့ကတိုင်နေပေါ့နော်တကယ်တကယ်စုံစမ်းစစ်ဆေးရေးစာတာကနိုဝင်ဘာ28ရက်မှာစုံစမ်းစစ်ဆေးရေးစာလို့ကျွန်တော်တို့သိရတယ်ဒါရိုက်စုံစမ်းစစ်ဆေးရေးဒီစုံခုံအဖွဲ့ပေါ့နော်ဒီအဖွဲ့မှာပါဝင်တဲ့သူတွေကဒေါက်တာဇော်ဝေစိုးပါတယ်အရင်ကတော့ပြည်ရိုင်းနဲ့ကျမကြီးဝင်ကြီးအခုဝင်ကြီးချုပ်ရုံးရဲ့ဝင်ကြီးဖြစ်သွားတဲ့ဒေါက်တာဇော်ဝေစိုးပါတယ်ပြီးတော့လူကေပြန်ကဒေါက်တာဝင်းမြတ်ရေးပါတယ်အရင်ဒါအမျိုးသမီးနဲ့ကလေးတွေငယ်ဝင်ကြီးနော်စုဇန်နာဖလာဆိုပါပါတယ်ဆိုတော့ပြီးတော့ အရင်ဒါပညာရေးဒုဝင်ကြီးပေါ့နော်ကြာထွဲပန်တို့ပါပါတယ်ဆိုတော့သူတို့ပါဝင်ပြီးတော့ဇွန်လစီလောက်ကြတာပါဆိုတော့ဒီမှာတစ်ခုရှိတာကအဲ့ဒီအခုနောက်ကပြောခဲ့တဲ့ဒေါ်ဇော်ဝေဆိုဒေါ်တော်ဝင်းမြတ်ကြီးနောက်ဆုံးဇန္နလာဆိုကြာထွဲပန်တို့တဲမှာဝင်ကြီးတယောက်ကအဲ့ဒီအဲမှာပါတဲ့ဝင်ကြီးတယောက်ကိုတိုင်ကြားသူတွေဘက်ကတန်တရားရှိတာကြောင့်မလို့သူတို့တန်တရားရှိတာကဒီအတွင်းဝင်အမြဲတမ်းတွင်းဝင်ဒေါ်ကြီးပြာတို့ ਨੇ ရင်းနှီးတယ်ဆက်နွယ်မှုရှိနေတယ်ဆိုတော့တန်တရားရှိတာကြောင့်မလို့တန်ကြားသူတွေဘက်ကစုံကုံအဖွဲ့ကို ီဒေါ်လာဇော်ဝေစုဥဆောင်လေဆုံးခုံဖွဲ့ကိုအဲ့ဒီဝန်ကြီးတယောက်ကိုဖယ်ပေးဖို့ဆိုပြီးတော့တောင်းဆိုခဲ့ကြရတယ်ပေါ့နော်ဆိုတော့ဘာလို့လဲဆိုတော့ယင်းနေတိုင်ကြားခံရတဲ့သူကသူနဲ့ယင်းနေနေတဲ့သူကဒီဆုံးခုံဖွဲ့ထဲမှာပါနေတာကပလိုက်မှုတွေရှိတာနိုင်တယ်ဆိုတော့တန်တရားကြောင့်မလို့ဒီဟာကိုဖယ်ရှားပေးဖို့ဆိုပြီးတော့သူတောင်းဆိုခဲ့ကြတော့ဒါပေမဲ့ဒီကိစ္စကိုဒါဒေါ်လာဇော်ဝေစုကသူကိုယ်တိုင်အာမခံတယ်ပေါ့နော်ဆိုတော့ဒါကတိုင်ကြားတဲ့သူတွေကကျွန်တော်သိရတာပါ သူအမခံနေဒါကြောင့်မလို့ဟိုဘက်လိုက်မှုတွေမဖြစ်လာနိုင်ဘူးပေါ့နော်မဖြစ်လာစေရဘူးဆိုပြီးတော့ပြောပါတယ်ဒါကြောင့်မလို့ဒီဘက်တိုင်ကြတဲ့သူတွေဘက်ကလည်းအကိစ္စကိုလက်ခံလိုက်တယ်ပေါ့နော်ဟုတ်ရအောင်မဒီမှာတွေ့ခဲ့တဲ့အကြောင်းအရာလေးကတော့လက်ရှိမှာ NUG ရဲ့ပြောင်းလဲမှုနဲ့ပတ်သက်ပြီးတော့မဲကျော်သူကနေပြီးတော့လုံအောင်ထုတ်ပြပြီးတော့ဖြစ်ပါတယ်။ဒီတဲ့ကျော်လိုက်မျိုးတွေပြောင်းလဲမှုများပြည့်ရင်ဖြစ်ပါတယ်။ဒါမျိုးတွေအားလုံးမဒီဘီဒီယိုတော့ဆုံးသက်လိုက်ပါတယ်။နောက်ထပ်ဗီဒီယိုမှာတော့နောက်ထပ်တွေ့ကြတဲ့ကျွန်တော်ရဲ့ကိုကြည်ဘရွန် channel လေးကို like and subscribe လုပ်လိုက်ပါပြီ။ဘေးအခွန်တွေတားကြည့်မြတ်လာများပြီးတော့တင်နေအားလုံးကြည့်ရှုနားဆင်ကြရဖြစ်ပါတယ်။ဒီမှာနေထိုင်ကြတဲ့ကျော်လိုက်ပြည်သူတွေနေနေလက်ရှိ ားချိန်မြောက်ကျင်းပတဲ့အတန်တိတ်ပိတ်မှာလည်းပါဝင်ပေးကြတဲ့အတွက်သူပဲကျေးဇူးတင်ကြောင်းဒီနေရာကနေပြန်မှပြောကြရင်ပဲမြင်မနေပြီလို့ကြောက်နေမဆုံးတက်လိုက်ပါတယ်နောက်ထပ်ပြီးတော့မှပြန်လဲဆုံးပြောမယ်ဆုံးနေရှိပြီလို့လူချင်းတွေတို့ပဲကျေးဇူးတင်ရှိပါတယ်ဗျာ